မင်္ဂလာပါခင်ဗျာမင်းမြေရှရင်းကကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ချိုးချိန်မင်္ဂလာလေးပါပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကမင်္ဂလာတုတ်တရားတော်မှာတပ်ဘောစာပြမစရိယင်စာအရိယသစ္စာနာတတနဲ့နိဗ္ဗာန်သတိကိရိယာစာအေတံမင်္ဂလာမုဒ္ဒမဆိုပြီးတော့ဟောရခဲ့ပါတယ်အရိယချက်လေးချက်ကတော့နမတိတပ်ဘောစာချိုးချန်စွာကျင့်ခြင်း နမနိဗျမသရိယေသမြတ်သောအကျင့်ကိုကျင့်ခြင်းနမတုံအရိယသစ္စာနာဒတနံသစ္စာလေးပါးလို့ကိုတိမြင်ခြင်းနမလေးနိဗ္ဗာန်သတိကိရိယာသနိဗ္ဗာန်ကိုမြတ်မောက်ပြုခြင်းတို့ပဲဖြစ်ပါတယ်။အရိယချက်လေးချက်ကိုမှတ်မိလွယ်စေဖို့အတွက်စီယိတ်ကုံဦးထွန်းမြင့်ကနေကဗျာလေးဖွဲ့ထားရှိပါတယ်။အဲ့ဒီကဗျာလေးကိုကျွန်တော်ဆိုပြပါမယ်။ လောကီယာယုံစင်ရမူလို့အပြောမကျူးနဲ့ချိုးချင်းလေးမေတ္တာပြမစိုးလက်ကိုင်းတုံးလို့သူမြဲခြင်းထုံးရွေးမသွေးလေးပါးသစ္စာဉာဏ်မြင့်ကြီးလို့အမှန်တရားကြိုးစားလေးဒုက္ခလူကင်းနိဗ္ဗာန်ချင်းအလင်းပေါက်နိုင်စေအေဒါမဘုရားဝါဒကဗ္ဗမင်္ဂလာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ